ားလုံးပဲမင်္ဂလာပါရှင်။ Reader for Future YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော်လန်ပြည်သူများအားလုံးနားဆင်ရမှာကတော့ဆရာကြီးညီမင်းညိုရေးသားထားတဲ့ဗုဒ္ဓဟူးနေ့မဟုတ်တော့လဲဆိုတဲ့ SLE သဘောပဲဖြစ်ပါရစေ။နားဆင်ပေးကြပါအောင်ရှင်။ ုပ်အမေရဲ့မိုးရဲက AB 29ကျွန်ုပ်မိုးရဲက AB 30ဆိုတော့အမေအစ်သက်တစ်နှစ်ကြီးလာတိုင်းကျွန်တော်အသက်လည်းတစ်နှစ်တိုးလာတော့တာပဲကျွန်တော် အမေအိမ်ကိုခွဲခွာပြီးကို့အိမ်တောင်ထဲကိုတီးခြားနေထိုင်လာခဲ့တာရှင်းနေရှိပါပြီကျွန်တော်ရဲ့အစ်သက်မွေးဝမ်းကြောင်းအလုပ်က9ရက်10ရက်ဇီဝဗေဒစာတင်စရာဆိုတော့မိသားစုနဲ့အတူနေရတဲ့အချိန်လေးပါလွန်းတယ်လို့အမေရဲ့အိမ်ကိုတောင်းတပတ်တစ်ချိန်စိတ်စိတ်မြဲမြဲရောက်ပြေအောင်စူးစမ်းအားထုတ်နေရတဲ့ အခြေအနေမျိုးဖြစ်နေပါဗါအမေကဗုဒ္ဓဟူသမီးဖြစ်ပြီးကျွန်တော်ကအမေရဲ့အိမ်ကိုဗုဒ္ဓဟူနေ့နေ့လယ်ပိုင်းမှာ သွားရောက်လေးရှိပါတယ်အမေအိမ်မှာခက်ကြကြလေးနေပြီးအမေရဲ့မြေတားရိတ်ကိုခိုလုံခြင်းပေမဲ့ကျွန်တော်တကယ်နေနိုင်တဲ့အချိန်ကစာသင်ချိန်တစ်ချိန်စာတနာရီခွဲတာတာများပါပဲအမေကိုကြော့စရာရှိတာကြော့အမေရဲ့စိုးစိုးမစကားနားထောင်စရာရှိတာနားထောင်ပြီးရင်ကျွန်တော်အလုပ်ရှိရာစာသင်ဝိုင်းတွေစီအချိန်မီ ပြီးပြီးလွားလွားသွားခဲ့ရသွားနေရတာပါပဲအဲ့ဒီလိုရစ်လာနှစ်အချိန်ကာလတွေကို မတိလိုက်မတိဖာတာဖြတ်တန်းလာခဲ့ရကကျွန်တော်ကောင်းတဲ့အတိတ်ချစ်လက်သွားတဲ့အချိန်မှာတော့ကျွန်တော်ရောက်နေတဲ့နေရာကနေအငါကားတစည်းချစ်ခြင်းငါပြီးအမေကြိုက်တတ်တဲ့မုံပဲတည်ရစာတွေနဲ့အမေရှိရာအမေအိမ်ကိုအပြေအလွှာသွားမိပါတော့တယ်အဲ့ဒီနေ့အတွက်တင်စရာရှိတဲ့စာသင်ဝိုင်းတွေအားလုံးကိုလည်းဖုန်းဆက်အကြောင်းကြားပြီးခွင့်ယူလိုက်ပါတယ် ုဒ္ဓဟူးနေမဟုတ်ပဲရောက်လာတဲ့ကျွန်တော်ကိုကြည့်ပြီးအမေကအံ့ဩနေပါတယ်။အမေအတွက်ဝယ်လာတဲ့စားစရာတောက်စရာတွေနဲ့အမေကိုကြော့ပြီးနတ်တပြူနဲ့ကရမင်းနဲ့တင်းနေတဲ့အမေခင်ပေါ်ပြင်လဲချလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်ကရယူခံစားခဲ့မှုတဲ့အမေရဲ့မေတ္တာလိုင်းတို့ကကျွန်တော်ရဲ့ရင်ကိုလာရောက်ရိုက်ခတ်လို့နေပါပြီ။အမေရဲ့မေတ္တာရိပ်အောင်မှနှင်းနှဲကြိုက်ကြိုက်အိပ်ပျော်နေတဲ့ကလေးငယ်တယောက်လို့ကျွန်တော်နှလုံးသားဟာ တစားတဲ့တစားပြန်လဲနှွေးတွေးလာခဲ့ရပါပြီအမေရဲ့အိမ်ကိုရုတ်တရက်ဘာတွေခံစားပြီးဘလို့ရောက်လာတယ်ဆိုတာမသိတဲ့အမေကတော့နောက်ဖေးမိဖို့ကြောင့်မှကျွန်တော်ကြိုက်တဲ့ဝက်သားလုံးချူချင်းကြော်တပွဲကိုအမှုပညာမြောက်စွာဖန်တီးလို့နေရှာပါတယ်တပတ်ကိုဗုဒ္ဓဟူးနေ့တရက်တရက်ကိုတနာ yı ခွဲ တလမှာ၄ဘတ်ဆိုတော့၆နာရီတစ်နှစ်မှာ၁၂လ၁၂လအတွက်82နာရီ82နာရီဆိုတာ၃ရက်စာပဲရှိပါတယ် အခုအမေအသက်60ကျော်ပြီအမေရောကျွန်တော်ရောနောက်ထပ်10နှစ်ထပ်ပြီးရှင်တန်ခွင့်ရမယ်ဆိုရင်တစ်နှစ်ကို3ရက်နှုန်းနဲ့10နှစ်စာရပောင်း30ပဲအတူရှင်တန်နေထိုင်ခွင့်ရကြမှာပါအဲ့ဒါလို့စစ်စစ်ပေါက်ပေါက်တွေ့ချစ်ကြည်ရကပေါ်ပေါက်လာတဲ့အချိန်ကာလရန်ရာကြီးရဲ့မရက်မနာသွားနေမှုကိုဘွားကနေမြင်လိုက်ရချိန်မှာကျွန်တော်အချိန်မီပါအောင်မလားဆိုတဲ့အတွင်းနဲ့ကျွန်တော်တွေးပြက်သွားခဲ့တာပါကျွန်တော်ကိုအမေစောင့်နိုင်ပါအောင်မလားကျွန်တော်ကရော အမေစီအချိန်မီအရောက်သွားနိုင်ပါမလား။ဘာပဲဖြစ်ဖြစ်ဒီစာကိုရေးပြီးရင်တော့ဗုဒ္ဓဟူးနေ့မဟုတ်တော့လဲအမေစီကျွန်တော်အရောက်သွားရပါအောင်မယ်။ပုံနှိပ်မှတ်တမ်းဟယ်လိုအမှုပညာကြားနဲ့9ရက်8လ2017 The Ladies New Journal အတွဲတက်အမှတ်စနစ်မေ12 2017အယူအဆေးအစေးစုစည်းမှု2014စတင်ပါဟုတ်ကဲ့ပါရှင် ဆက်လက်ပြီးဆရာချင်းဝင်းမောင်ရေးသားထားတဲ့ဒုတိယလက်ဒါဆိုတဲ့စာမတို့လေးကိုတင်ဆက်ဖတ်ပြပေးပါအောင်မယ်ရှင်ဒုတိယလက်ဒါချစ်ဝင်းမောင်1990ပြည့်လွန်နှစ်များကကမ္ဘာမှာအင်မတန်ထင်ရှားတဲ့သတင်းတပ်ပုံသဘုံရှိခဲ့တယ်။ပိုတော့ကခုလိုအင်တာနက်တွေဆိုရှယ်မီဒီယာတွေမပေါ်ပေါက်သေးတော့သတင်းစာမဂ္ဂဇင်းအများအပြားမှာပေါ်ပြခံရတယ်။ဒီတပ်ပုံကအစာရေစာပြက်လက်လို့သိလို့မျိုးပါဖြစ်နေတဲ့ ကလေးငယ်တူအူကိုစားဖို့စောင့်ဆိုင်နေတဲ့လင်းဒါတကောင်ရဲ့ပုံမှာဓာတ်ပုံက1993-94ခုနှစ်အတွင်းဆူဒန်နိုင်ငံမှာအငတ်ဘေးကြုံတွေ့စဉ်တောင်အာဖရိကသတင်းဓာတ်ပုံစရာ ကီဗင်ကာတာကရိုက်ပူခဲ့တာပါအင်မတန်ကောင်းမွန်တဲ့ဒီသတင်းဓာတ်ပုံကြောင့်သူဟာနောက်ပိုင်းမှာပိုလစ်စာစုကိုတောင်စကူရရှိခဲ့ပါတယ်ဒါပေမဲ့သတင်းဓာတ်ပုံစရာကီဗင်ကာတာဟာသူ့ရဲ့ထူးခြားပြောင်မြောက်တဲ့ဓာတ်ပုံပညာကြောင့် မ္ဘာတလွားကအဓိကသတင်းဌာနကြီးများနဲ့သတင်းချန်နယ်အသီးသီးရဲ့ချီးကျူးပုံပြမှုအားပေးမြောက်စာမှုနဲ့သူ့ရဲ့အောင်မြင်မှုတွေကိုလအနှဲငယ်သာခံစားလိုက်ရပြီးနောက်ပိုင်းမှာသူဟာစိတ်ကြယောဂါခံစားခဲ့ရက နောက်ဆုံးမှာကိုကိုကို အဆုံးစီရင်သွားခဲ့တယ်။ကီဗင်ကာတာရဲ့စိတ်ကြယောဂါဟာတယ်လီဖုန်းအင်တာဗျူးတစ်ခုကစတင်ခဲ့တယ်။လူတယောက်က သူ့ကိုအဲ့ဒီကလေးလေးဘာဖြစ်သွားသလဲလို့မေးလိုက်တာပါ။ သူကကျွန်တော်ဒီဓာတ်ပုံကိုရိုက်ပြီးလေရင်မမီမှာဆိုလို့ဘာဆက်ဖြစ်တယ်ဆိုတာမဆောင်ကြည့်နိုင်ခဲ့ဘူးလို့ရိုးရိုးသားသားပဲဖြေလိုက်တယ်။ဒီတခါမေခွေးမေးသူကကျွန်တော်ကတော့အဲ့ဒီနေ့ကကလေးငယ်ကိုစောင့်ကြည့်နေတာလရနှစ်ကောင်လို့မြင်ပါတယ်။၎င်းရဲ့လက်တံမှာကင်မရာနဲ့ပါလို့သူ့ကိုပြောလိုက်တယ်။ဒီစကားကြားပြီးချိန်ကစားလို့သူဟာစိတ်ကြယောဂခံစားလာရပြီးနောက်ဆုံးမှသူ့ကိုသူအဆုံးစီရင်သွားခဲ့တယ်။တကယ်လို့သာသူဟာအဲ့ဒီနေ့ကကလေးငယ်လေးကို အနည်းဆုံးကုလသမဂ္ဂကျွေးမွေးစောင့်ရှောက်ရေးစခန်းတစ်ခုကိုသာ ခေါ်သွားခဲ့ရင်သူကဒီနေ့အထိအသက်ရှိနေဦးမှာဖြစ်ပြီးပို့ပြီးလဲအောင်မြင်ကြကြနေမှာပါ။ဝမ်းနေဝယ်ရပဲဒီအဖြစ်ပြက်မျိုးဟာဒီနေ့ကဘာအရရမှာဖြစ်ပေါ်နေတယ်။ကဘာကြီးမှလူသားအချို့ထိခိုက်နေတာပြည်စီဆုံးရှုံးနေရချိန်မှာ လူသားအချို့ဟာလူသားမဆန်မိုက်မဲစွာဂုံယူအောင်ပွဲခံနေကြတာတွေ့ရတယ်။ဓာတ်ပုံစရာကီပင်ကာတာဟာကလေးငယ်လေးကိုအဲ့ဒီနေရာကနေ တခြားကိုခေါ်သွားလို့ရတယ်။သူ့အတွက်ဘာမှမခက်ခဲဘူး။ဒါပေမဲ့သူမလုပ်ခဲ့ဘူး။သူ့မှာဓာတ်ပုံရိုက်ဖို့အချိန်တွေအများကြီးရှိသလောက်ကလေးငယ်တယောက်ရဲ့အသက်ကိုကယ်တင်ဖို့အတွက်အချိန်မရှိခဲ့ဘူး။ဒါဟာလူသားမဆန်မှုပါ။ကျွန်တော်တို့သိနားလည်ထားရမယ်။ဘဝရဲ့ရည်ရွယ်ချက်ဆိုတာဘဝတွေအသက်တွေကိုနားလည်ခံစားပေးဖို့ပါ။ဒီလိုမှမဟုတ်ရင်လရတကောင်နဲ့ဘာမှမထူပါဘူး။ကိုလုံးချင်တာမလုပ်သေးခင် ကျွန်တော်တို့ဘာပဲလုပ်လို့ လူသားစိတ်ကိုအရင်မွေးဖို့လိုပါတယ်ကျွန်တော်တို့လို့သမျှလူသားတွေအတွက်ဘလို့အကျိုးရှိနိုင်မလဲဘလို့ကူညီနိုင်မလဲတခြားသူတွေဘက်ကအမြင်စဉ်းစားပေးဖို့လိုပါတယ်ပါရှင်အဆုံးထိနားဆင်ပေးကြတဲ့ဒုတိယချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်ကျွန်မကတော့စာဖတ်သူနာပြီဖြစ်ပါရရှင်